ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အပြင်ကိုကားမောင်းသွားတဲ့ခါတိုင်းမှာတချို့ကားတွေမှာဆိုလို့ရှိရင်ကားရဲ့နောက်ဖုံးမှာစတေကာလေးတစ်ခုအများတန်းကထားလေးရှိတယ်အဲအဲ့စတေကာလေးရဲ့အဓိပ္ပာယ်ရဲ့အဲ့စတေကာလေးဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတော့အကြောင်းအရာလေးကိုစိတ်ဝင်စားဖို့အဖြစ်ကျွန်တော်ဘုဒ္ဓရာအဖြစ်မျှော်ပေးချင်တာဖြစ်ပါတယ်အဲ့ဒီစတေကာလေးကတော့ဘေဘီရင်ကားချားရင်ကားစားတဲ့သတိပေးစတေကာလေးဖြစ်ပါတယ်အဲဒီစတေကာလေးကတ်ထားတဲ့ကားတွေကကားပေါ်မှာငရေနှုတ်နေတဲ့ကလေးလေးလိုက်ပါစီးနှင်းလာတယ်ဆိုတော့အဓိပ္ပာယ်ရယ် အဲအကယ်၍မိမိရအလင်းလိုကားကိုကြော်တက်မယ်ဆိုလို့ရှိရင် ကြော်တက်နိုင်တယ်အဲကားပေါ်မှာခလေးပါတဲ့အတွက်ဒီကားကို accident မဖြစ်အောင် ထိခိုက်မှုမရှိအောင်လို့ဒီသတိပေးထားတဲ့သတိပေးတဲ့စတေကာလေးဖြစ်ပါတယ်ကျွန်တော်ဒီစတေကာလေးဖြစ်ပေါ်လာပုံကအရန်ရင်နှွယ်ဖွယ်လဲကောင်းတယ်တနာစရာကောင်းတဲ့ဖြစ်ပျက်လေးတစ်ခုကနေပြီးတော့စတင်လာတာဖြစ်ပါတယ်အဲကျွန်တော်1980ဝန်းကျင်လောက်တော့ကဒီမိခင်တို့ကခလေးငယ်လာသားလေးတို့ကိုကားပေါ်တင်ပြီးတော့ခေးတစ်ခုထွက်လာခဲ့တယ် အလမ်းမှာမထင်မှတ်ဘဲနဲ့ကျွန်တော် accident ဖြစ်တယ် accident ဖြစ်တဲ့အခါမှာကျွန်တော်ကယ်သေးတက်ဖွဲ့တွေကနေပြီးတော့လာခဲ့တယ်လာခဲ့တဲ့အခါမှာမိခင်ဖြစ်သူကိုကယ်ပြီးတော့ကျွန်တော်ဆေးရုံပို့ပေးခဲ့တယ်အဲမိခင်ကလည်း3ရက်လောက်ကျွန်တော်တို့ဒီသတိမေ့မျောပြီးတော့ဖြစ်သွားတယ်3ရက်ရှိလို့သတိပြန်ရတဲ့အခါမှာသူကသူ့ရဲ့ကလေးလေးကိုမေးတယ်ပေါ့နော်အဲ့ဒီလိုမေးလိုက်တဲ့အခါကျမှကယ်သေးတက်ဖွဲ့တွေကကားပေါ်မှာကလေးလေးပါသွားတာကိုသိပါတယ်အဲ့အဲ့ဒီချိန်ကျမှသွားကြလိုက်တဲ့အခါမှာကလေးကကားပေါ်မှာအေးဆက်ပြီးတောင့်တင်းပြီးတော့အသက်မရှိတော့တာကိုတွေ့ရတယ်ပေါ့နော် ကလေးမှာဒိုင်ယာဒန်ယာလည်းလုံးဝမရှိဘူးဆိုလိုတာကတော့ဒီကားပေါ်မှာကလေးပါတာတိတယ်ဆိုလို့ရှိရင်ချက်ချင်းကယ်တင်လိုက်မှဆိုရင်ကလေးကကျွန်တော်အသက်ရှင်နိုင်တယ်အဲအဲ့ဒီအဖြစ်ပြက်ပြီးတဲ့နောက်ပိုင်းအောင်ဆပြီးတော့ဒီအမေရိကန်နိုင်ငံမှာပညာရှင်တွေကနေပြီးတော့ဒီဘေဘီယင်ကချိုင်းယင်ကစတဲ့ဒီသတိပေးတဲ့စတေကာလေးတွေကိုတီထွင်လိုက်တာဖြစ်ပါတယ်ပြီးတော့ဒီစတေကာလေးတွေကိုဒီအဖြစ်ပြက်ပြီးနောက်ပိုင်း1984နောက်ပိုင်းမှာတကဘာလုံးမှာဒီတွင်းတွင်းကြဲကြဲအသုံးပြုလာတာဖြစ်ပါတယ် ဒါလေးကိုကျွန်တော်ဘူးတရအဖြစ်မျှော်ပေးခြင်းဖြစ်ပါတယ်။အခုလိုမျိုးစိတ်ဝင်စားဝယ်ရာကောင်းတဲ့ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်ကားရဲ့အင်ဂျင်ပိုင်း၊ဂီယာပေါ်ပိုင်း၊အောက်ပိုင်းကျွန်တော်တို့ဒီဝါရင်ပိုင်းတွေကိုအခြေခံကြကြရေးထားပေးတဲ့စာအုပ်ကောင်းလေးတစ်ခုကိုကျွန်တော်ညွှန်ပေးခြင်းပါတယ်။အဲ့စာအုပ်လေးကတော့ဆရာခန်းသားလေးရေးထားတဲ့ကားနည်းပညာစာစုများအတွဲနှစ်ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ဒီစာအုပ်လေးကပေးရတဲ့ဈေးထက်အထက်မှရေးထားတဲ့အချက်လက်တွေကများစွာအဖို့တန်ပါတယ် အဲဒီစာအုပ်လေးကိုအခုမှကားနည်းပညာကိုလေ့လာတဲ့လူတွေအဲပြီးတော့ကားစီးနေတဲ့ကားအုံနာတွေမဖြစ်မနေဝယ်ပြီးတော့ဖတ်ရှုသင့်ပါတယ်အဲနောက်ထပ်ဘူးဒ္ဓရာပေါင်းများစွာဒီစာအုပ်ထဲမှာရေးထားပေးတာကိုတွေ့ရပါတယ်ဒီစာအုပ်လေးကိုမှားယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် caption မှာ link လေးပေးထားပြပါမယ်အဲ့ link အနေနှိပ်ပြီးတော့ကျွန်တော်တို့ messenger နေပြီးတော့အမီဖုန်းနံပါတ်လိမ့်စာအပြည့်စုံပေးပြီးတော့မှားယူနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ